โอเคဆိုတော့ Unision IG CC map ကို A level map ကိုနှစ်ခုလုံးပေးရတာလားစေးချောင်းလျှောက်ဖို့ပါဒီမေးခွန်းကဒါစိတ်ဝင်စားဖို့တော်တော် ကောင်းတဲ့မေးခွန်းထဲမှာပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလာမေးထားတဲ့တူတော်များများလည်း A level IGCSE ကျော်ပြီးတော့အဖြေကျင်းတဲ့လူတွေရှိတယ်။ဆိုတော့ဒီမှာကျွန်တော် clarification တစ်ခုအနေနဲ့ပြောပြပေးသွားမယ်နော်။စေးချောင်းတော့မှမဟုတ်ဘူး။ဘယ် major ဘယ် program ပဲဖြစ်ဖြစ် A level နဲ့မှလက်ခံတဲ့ university ကိုရှောက်မယ်။ဘယ် program ကျွန်တော် exception လုံးဝမထားပဲပြောသွားမယ်။အဲ့တော့ကိုယ်သွားမဲ့ university က A level နဲ့မှလက်ခံတယ်။အဲ့မှာကျွန်တော်နှစ်မျိုးကွဲလို့ရတယ်။ ပထမတစ်မျိုးကတော့အခု commitment နိုင်တဲ့အတိုင်းပဲ IGCSE လက်မှတ်ကော A level လက်မှတ်ကောတောင်းတဲ့ university မျိုးဘာဖြစ်လို့တောင်းတာလဲဆိုရင် A level မှာကျွန်တော်တို့ကပုံမှန်၃ဘာသာလောက်ကိုအာဖြည့်တယ်ပေါ့နော်သူက IGCSE အမှတ်ကိုတောင်းကြည့်တဲ့ခါကျလည်း English နဲ့ Math နှစ်ခုကိုတော့အဓိကထားပြီးကြည့်ရတခြားဘာသာတွေကြည့်တဲ့ circumstance တမို့ situation နဲ့ရှိနိုင်တယ်ဒါပေမဲ့ mainly ကတော့သူက A level အမှတ်ကို satisfy ဖြစ်သွားပြီဆို IGCSE လက်မှတ်ကိုထပ်တောင်း IGCSE grade ပေါ့နော် IGCSE grade ကိုတောင်းပြီးတော့ English နဲ့ Math နှစ်ခုကိုသူကကြည့်တယ်အဲ့ဒါကို satisfy ဖြစ်တယ်ဆိုရင် အာသူတို့ဘက်နေပြီး admission ကို accept လုပ်သွားတယ်ဆိုတော့အဲ့တော့တကယ်တကယ် A level only နဲ့မှ accept တာမဟုတ်ပဲね A level only accept တာမှန်မြဲ IGC လက်မှတ်ကိုတောင်းတာမျိုးရှိအဲ့တော့အဲ့လို university မျိုးကိုတွားမယ်လို့ကိုက plan ထားပြီး A level ကို IGC ကြော်ပြီးဖြေလိုက်လို့ရှိရင်သူတို့ဘက် IGC လက်မှတ်တောင်းလာတဲ့ခါကျရင်ပြဿနာတစ်ခုတော့ရှိသွားနိုင်တယ်ဗောနော်အဲ့လိုမျိုးအခြေအနေမျိုးတော့ကျွန်တော်လည်းအော်ကြုံမှုတဲ့ကျောင်းသားရေမရှိတော့ဘယ်လိုလုပ်ရလဲတော့တခြားတော့ပြောပြတော့မတက်ဘူးအဲ့လိုမှမဟုတ်ဘူးကိုသွားမဲ့ university က IGCSE လက်မှတ်မတောင်းတဲ့ university မျိုး A level ၃ပါးသာပြရင် ACC ပဲဆိုရင်တော့ကိုဘက်ကနိုင်တယ်ဆိုရင် IGCC ကိုကြော်ပြီးတော့ A level ဖြေလို့ရတယ်။ဒါပေမဲ့ဒီနေရာမှာတခုပြောချင်တာလေကျွန်တော် IGCC ကိုမလုံပဲနဲ့ A level ဖြေရတယ်လုံးဝ practical မကြတဲ့ step တခုဖြစ်တယ်လို့လုံးလုံးဖို့ကလည်းတော်တော်ကိုခင်းရင်းပြီးတော့မဖြစ်နိုင်တဲ့အဲ process လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ IGCC စာကိုကျွန်တော် A level မှာ advanced ဖြစ်တဲ့ပုံစံမျိုးနဲ့ပြန်သင်ရတာကို basic ကြီးလွတ်လာပြီးတော့လုံးဝ basic တော့မဟုတ်တော့ဘူးเนาะ curriculum တစ်ခုရဲ့တဝက်စာကြီးလွတ်လာပြီးတော့ AS level A level သွားမယ်ဆိုတော့တော်တော်ခက်ခဲနိုင်တယ်အင်္ဂလိပ်စာအရင်ကောင်းတဲ့သူတယောက်ဆိုတော့မှတော်တော်ခက်ခဲနိုင်တယ်အဲ့တော့ကိုကအင်္ဂလိပ်စာမကောင်းတဲ့သူတယောက်ဆိုရင်ပိုတော့မှစိုးရိမ်ရနေနေတယ်အဲ့တော့ကိုကတကယ်လို့၄နှစ်ကြီးအချိန်မပေးချင်ဘူးဆိုတော့ IGCSE ကိုတနည်းသုံးမရှင်းလာတော့ねအမြန်လို့ပြီးတော့ A level ဟို IGCSE လုံးလာအင်္ဂလိပ်ရှင်ဘက်နှစ်ခုတော့အမှတ်ကောင်းဖို့တော့ရေးကြည့်ပါတော့ဘယ်လောက်ပဲရှင်းလာနေလို့တနည်းလို့ intensive အမြန်လို့ပြီးရင် A level ကိုကြတော့လေကိုကိုလုံးဝင်လုံးနိုင်တော့ CIE ဖြစ်ဖြစ် ADZ ဖြစ်ဖြစ်သူတို့ ဖြည့်လို့ရတဲ့ဟိုဖြည့်နည်းမက်သတ်တွေရှိရဲ့ addition မှာဆို modular form တွေရှိရဲ့ modular form နဲ့ဖြည့်ပြီးတော့ကိုယ့်ကို easy စိတ်ကြိုက်အမတ်မကြိုက်မချင်းပြန်ဖြည့်လို့ရရမျိုးရှိ A level တော့နှစ်နှစ်လောက်တော့ average ဆိုင်ပေးဖို့တော့ပြောချင်တယ် IG စစ်စီရတော့ဥမာကိုယ်ကလေးနှစ်မကုန်ခံချင်တော့၈လတော့တနည်းတော့ ਨੇ အမြန်သွားရင်တော့ဘူးဖြစ်နိုင်တယ်အဲ့ဒီမိကုန်းကိုအဆုံးသတ်ပြရမယ်ဆိုတော့ A level နဲ့မှာလက်ခံတဲ့ unit တွေက IG စစ်စီအမှတ်တောင်းတာမျိုးတွေရှိသလိုမတောင်းတဲ့ခါမျိုးတွေလည်းရှိတယ်အာ practical step အနေနဲ့သွားချင်တယ်တေချာလုံးဝဟို guarantee နေတဲ့တစ်ခုသွားချင်တယ်ဆိုတော့ IG စစ်စီဖြည့်ပြီးမှ A level သွားတာတော့အကောင်းဆုံးပဲပေါ့နော်